ကျွန်တော်ပြောပြောနေတာဒါပဲတဘာဝပြန်နေ natural disaster ဆိုတဲ့ဖြစ်နိုင်တဲ့နိုင်ငံတွေထဲမှာဘာမှနိုင်ငံပါတော့ကျွန်တော်ငယ်ငယ်တုန်းကဒါမျိုးမကြဘူးနော်ကံမျိုးလည်းမချုံငယ်ဘူးအဲ့တော့ခုကတော့ပါလဲဆိုတော့ရာသီဥတုကြောင်းလဲပူကြောင်းလို့တဘာဝဘေးရန်တွေကကဘာကြီးမှာရင်ဆိုင်နေတယ်အဲ့တော့ဘာမှနိုင်ငံလည်းရှောင်လို့မရအဲ့တော့အဲ့ဒီကဖြစ်တဲ့အတွက်နိုင်ငံတော်အစိုးရကတဘာဝဘေးအန်တွေတုံ့ပြန်ရေးဖွဲ့တော့ဘဝစာဖွဲ့အဲ့ဒီဘဝဖွဲ့လိုက်တဲ့ခါကျတိုင်းနဲ့ပြည်နယ်အကုန်လုံးမှာဖွဲ့ရတယ်ကျွန်တော်တို့မှာတင်းဖြီးလိုက်တာအဲ့တဘာဝဘေးအန်တွေအချိန်မျိုးဖြစ်နေတယ် တော့ဖြစ်နိုင်တာကိုကျွန်တော်တို့အရေးပေါ်တုံ့ပြန်မှုဆိုတာကျွန်တော်တို့ရန်ကုန်မွေချပေးတာသဘောဝဘေးအန္တရာယ်ဆိုရင်ရန်ကုန်မွေကျွန်တော်တိုင်းငယ်နေတိုင်းမှာရှိကျွန်တော်မှလည်းရှိတယ်အဲ့တော့ကျွန်တော်ကကျွန်တော်ချပေးတဲ့ငွေတွေကိုကျွန်တော်28မြို့နယ်ကိုတစ်ခါတည်းခွဲပြီးသားနော်300ကျီပေးတယ်တော့တော့ဓာတ်ရှိ300ဂါလန်300ကျီပေးပြီးသားမိုးကြိုးပြစ်ပြီးလေးတိုက်တိုက်မိုးလန်လန်အဲ့ဒါလေအကုန်လုံးတန်းနိုင်တယ်မြတ်ပါလဲ quick response ရပါပါပေးရတယ်ကျုံမှာအချိန်ပြည့်ကျုံ အဲ့ဒါကိုပြန်တုံ့ပြန်နိုင်ချက်ချင်းတုံ့ပြန်နိုင်တဲ့အခြေသွေးရှိအောင်ကျွန်တော်ဘက်ကလုပ်တယ်အဲ့တော့အဲ့လိုလုပ်ထားတဲ့အခါကျတော့ဒီမှာကျွန်တော်တို့ဒါဖြစ်ပြီဆိုတဲ့ကိုကကျွန်တော် team ကချက်ချင်းလုပ်တာပဲเนาะဒီဝင်ကြီးတွေအကုန်လုံးဒီမှာလာပြီးအကုန်လုပ်တယ်ကျွန်တော်တို့ကဘာလဲဆိုရှင်တစ်ကတဘာဘာဖေးကနေဖြစ်နေဆိုရင်ဒီသူကို notify လုပ်ရအဲ့ဒါမလုပ်ဘူးဆိုရင်ကျွန်တော်တာဝန်မရှိဘူးအဲ့ကျွန်တော်ဒီဟာပောက်နေတဲ့ရေးစိတ်နေတယ်เนาะသင်နဲ့ပြင်တာပါဘေးလွတ်ရကဲပေးပါဆိုတော့ဗာလေမိသားနဲ့ကဲပေးလိုက်တယ်အရင် notify လုပ်တယ်ကဲပေးတယ် ပြီးတဲ့အခါကျတော့ repair လုပ်တယ်ကျွန်တော်ဒီပြက်တဲ့ဟာကိုကျွန်တော်ပြက်ပြီးရင်ဘုံပေါ်မှာနေရာရွှေ့ထားတဲ့ဟိုပါပေါ့ relief camp ကိုခေါ်တာပေါ့အဲ့ဒီ camp camp တွေဆိုရင်ကျွန်တော်ဆန်းလိုက်ရကျွန်တော်တို့လည်းထောက်မှန်ဒေါ်တော်ဝင်းမြတ်ကြီးကိုယ်တိုင်လာတယ်နော်ပြီးတော့ထောက်မှန်တယ်ကျွန်တော်တို့မှာကဘယ်ဘေးအန္တရာယ်ပဲဖြစ်ဖြစ်မိလောင်သွားရင်လည်းသူကပြန်အချက်ချင်းရောက်ထောက်ပါတယ်ကျွန်တော်ကမူရှိပြီးသားအိတ်တိန်ပါတော့ဘယ်လောက်ရမလဲနော်လူတူဘယ်လောက်ဟိုအိမ်မိသားစုဒေတိုကပ်ပြင်ဘယ်လောက်ထပ်မချက်အဲ့ဒါကျွန်တော်တို့ကလည်း ပြီးရင်ကျွန်တော်တို့အစိုးရကကျွန်တော်တို့ရဲ့သဘောဘေးရပုံတွေကတက်နိုင်နေတာထပ်ထောက်ပါပထမဆုံးလူငယ်ပြန်ထောက်ပတ်နေနောက်ကျွန်တော်တို့အစိုးရပဲတတိယအရေးကြီးဆုံးပြည်သူလူထုနော်လုပ်ငန်းရှင်တွေနော်တက်နိုင်တဲ့လူတွေအကုန်လုံးလာလို့အမှမှားပြီးမှပဲရှိတာတော့နော်ဆရာဆရာပါပါနော်အဲ့တော့လာဒီမှာဒီ process မှာအကုန်လုံးလုပ်ပေးဖို့ဝင်ကြီးဌာနလုပ်တယ်ကျွန်တော်အစိုးရလုပ်တယ်နောက်ပြီးတော့ပြည်သူလူထုကလည်းလာဒီ process ကကျွန်တော် relief procedure အကုန်လုံးပြည့်စုံလုပ်ပြီးပြီးလိုက်တဲ့အခါကျတော့ချက်ချင်းလုပ်တယ်ကြာ အခုဒီမှာသုံးရနေဒါအောင်မြင်မှုပဲဗျာကျွန်တော်တန်တာတက် is a great success ဘာလို့လို့အကုန်လုံးခန္ဓာပေါင်းစုံကလာပြီးတော့ပြင်မှုလို့နံပါတ်7တွေပြန်ပြီးတော့ restore ပြန်လုပ်တယ်နော်ဒါလည်းဘွားဖြစ်တယ်ဒါကတကယ်တမ်းပြောရလို့ရှိရင်ဒီလိုလုပ်နိုင်တာနော်ကျွန်တော်ကိုတိုင်းမှုကိုပြောရမှာကိုင်းကြီးလေးဖြစ်လို့ဝိုင်းဝန်းပံမှုမဲ့ဖြစ်လို့ခန္ဓာဆိုင်ရာတွေအကုန်ကွာလို့ထောက်ပါမဲ့ဖြစ်ဆိုလို့ပြကြောက်ကြီးတွေချတယ်ရေးဖို့ဘယ်လိုလုပ်ရမလဲအဲ့တော့ကုမ္ပဏီကခုလိုကျွန်တော်နာမည်မပြောဘူးလားဆိုခဲ့သူတွေရှိတယ် အဲ့လိုသူလိုလဲကျွန်တော်လုပ်တယ်အဲ့တော့အောင်မြင်မှုကတော့အများကြီးလို့အောင်မြင်တာပဲအဲ့ကျွန်တော်အမြင်တော့ဒီ process ကြီးတစ်ခုလုံးကကျွန်တော်မရှိရင်လည်းကျွန်တော် team ကလုပ်လို့ပြီကျွန်တော်တို့ကဘာလုပ်ပါဆိုတော့တစ်တစ်ရှိပြီးသားအဲ့တော့ခုသူတို့လုပ်တယ်ကျွန်တော်ကျွန်တော်အားအဲကျွန်တော်လာကြည့်လိုက်တဲ့ဟာကကျွန်တော်နည်းနည်းလေးပဲရှင်းပြရတာကျွန်တော်အခြေအနေလေးသိဖို့ဒါပြည်တော်သူကမေးလာလို့ဆိုကျွန်တော်ဖြေနိုင်အောင်လို့ကျွန်တော်ဒီအားလေးလာပြီးကြည့်အဲ့တော့ဘာပဲပြောပြောတောင်းတချိန်မဖြစ်ဖို့ဆိုတာတော့ကျွန်တော်တို့ဘက်ကထပ်ကြိုးစားဘာလို့ဆိုတော့